ဒါကတော့တန်လပရဲစိုးမျိုးရဲ့နွေရည်တစ်ခုဖြစ်ပါတယ်1980ခရဲကတိုးတက်လာတဲ့စိုးမျိုးကြီးမှာတော့ကင်ဆိုတဲ့သူဟာတက်စီမောင်းတဲ့သူတယောက်ဖြစ်ပါတယ်တချင်းတည်းအင်းနဲ့ကားကိုမောင်းပြီးပြန်လာမှာပဲလမ်းတွေတစ်ခုမှာဆန္ဒပြနေတဲ့ចောင်းသားတအုပ်နဲ့တွေ့တာကြောင့်ကားပိတ်ပြီးရှေ့ဆက်သွားလို့မရဖြစ်နေပါတယ်ဆန္ဒပြနေတဲ့ចောင်းသားတွေကိုစစ်သားတွေကလူစုခွဲနေပြီးတော့ရုံရင်းဆန်ခတ်လည်းဖြစ်နေတာကြောင့်စိတ်ညစ်ညစ်နဲ့တာပြန်လည်လာခဲ့လိုက်ပါတယ်ចောင်းသားတွေဟာစာမတင်မဲ့ဆန္ဒပြနေတာကြောင့်စံကုန်မြေလေးတွေကို Saudi Arabia ပို့ပြမယ်ဆိုပြီးတော့ကင်တယောက်ပြောဆိုနေပါတယ်သူပြောလို့မပြီးခင် င်မှာပဲចောင်းသားတယောက်ဟာသူ့ရဲ့ကားရှီကိုရုတ်တရက်ဝင်လာတာကြောင့်ဟန်ချက်ပြတ်သွားတဲ့ကားလေးဟာလမ်းမေးကိုထိုးကြရင်ဗက်မန်တကူလည်းပျက်စီးသွားခဲ့ပါတယ်ကားလေးပျက်စီးသွားလို့ចောင်းသားကိုအပြစ်တင်လို့မဆုံးခင်မှာပဲမွေးကနေဖွားကနေခီးတဲ့ကြောင့်ကားကိုကိုယ်ပတ်မောင်းရင်ဆေးရုံကိုထွက်လာခဲ့ပါတယ်ဆေးရုံကိုရောက်တော့အိမ်ကနေလော်ဒကြီးထွက်လာတဲ့လင်မယားနှစ်ယောက်ကကင်ကိုကားကပေးဖို့ပတ်ဆက်မပါတာကြောင့်ယောက်ျားဖြစ်သူဟာအလုတ်ကိုသာလိုက်လာခဲ့ပြီးတော့ကားကလာယူဖို့ပြောတာကြောင့်ကင်လည်းထွက်လာခဲ့လိုက်ပါတယ်အဲ့လိုနဲ့တနေ့ကုန်ဘာလို့လို့အဆင်မပြေတဲ့ကင်လည်းအင်ဂူရာဆင်းညင်းညင်းနဲ့ပြန်လာခဲ့ပါတယ် အင်ပြန်ရောက်တော့ကင်းရဲ့သမီးဖြစ်သူကိုဘေးမှနေတဲ့ကလေးကအနိုင်ကျင့်တာကြောင့်ဒေါရထွက်နေတဲ့ကင်းလဲကလေးရဲ့မိခင်ကိုသွားပြောဖို့လုပ်ပါတယ်။ဒါပေမဲ့နိုင်ကျင့်တဲ့ကလေးရဲ့မိခင်ဟာသူတို့ငားနေတဲ့အင်ရဲ့အင်ရှင်ဖြစ်တဲ့အပြင် အင်လကအကျွေးတွေကလည်းဘေးပိုရှိတာကြောင့်ကင်မတယောက်ဘာမှမပြောနိုင်ပဲခေါင်းကုန်ပြီးတော့ဒါပြန်ထွက်လာခဲ့လိုက်ပါတယ်။အဲ့လိုနဲ့သားဖနေအောင်စားကြတော့ကြရင်တမိဖြစ်သူက သူစီးနေတဲ့ဖက်နယ်လေးကရမ်းသိမ်းနေပြီဖြစ်တာကြောင့်ကင်မကိုအစ်စ်ဝယ်ပေးဖို့ပူဇော်လိုက်ပါတယ်။နိုင်ငံဟာလည်းဆန္ဒပြဝယ်တွေကြောင့်ညမထွက်ရအမိန်ထုတ်ပြန်ခဲ့ပြီးတော့နိုင်ငံတော်ကတက္ကသိုလ်ကျောင်းတွေကလည်းပိတ်ထားတာကြောင့်ခီးတယ်တွေရင်လို့မရတော့မှဖြစ်တဲ့ကင်တယောက်လည်းစိတ်ညစ်လို့နေပါတယ်။သူ့ရဲ့နာမည်ကတော့ Hanks Peter ဖြစ်ပါတယ်။ Peter ကတဲ့နယ်တော်တယောက်ဖြစ်ပြီးတော့ကိုရီးယားနိုင်ငံကွန်ကျူးမျိုးဟာ ညမတွဲရအမိန်ထုတ်ပြန်ထားတဲ့အပြင်အဆက်အသွယ်တွေလည်းပြတ်တောက်နေတာကြောင့်ပီတာလည်းဂျပန်ကနေကိုရီးယားကိုသတင်းယူထွက်လာခဲ့ပါတယ်။ကိုရီးယားနိုင်ငံဟာသတင်းစစ်ဆေးမှုကိုဖျက်ထားဖို့အတွက်နိုင်ငံသားသတင်းတောက်တွေကိုဝန်မခံတာကြောင့်ပီတာလည်းတရနာပြုဖုံးတော်ဂျီဟန်ဆောင်ကကိုရီးယားနိုင်ငံထဲကိုဝင်လာခဲ့လိုက်ပါတယ်။ဝမ်ဂျူးကလည်းသတင်းမှောင်ချထားတဲ့အပြင် ်မျိုးရင်းမှာဘာတွေဖြစ်နေလဲဆိုတာကိုဘယ်သူမှမတီးပဲဖြစ်နေရပါတယ်အဲဒါကြောင့်ပီတာလည်းနေကန်တဲ့နေတော့အကူကြီးဖြစ်ကွန်ကြီးကိုသွားဖို့ပြင်ဆင်ပါတယ်တစ်ဖက်မှာလည်းမင်းရဲ့ပျက်စီးရတဲ့ကားဗတ်မန်လေးကိုအစ်စ်ပြန်လဲရင်အချင်းရာတော့လေကင်တယောက်နေလေသာစားလို့နေပါတယ်အမြဲတမ်းဖြစ်လို့စားတောင်းနေတဲ့ကင်ကိုတငယ်ချင်းဖြစ်သူကမကြည့်ရတာကြောင့်ဆိုင်မှာပဲစားကောင်းတော့ပွဲရင်နဲ့အဲခံလိုက်ပါတယ်မှန်တကယ်တော့တငယ်ချင်းဖြစ်သူကကင်ငားနေတဲ့အရင်အင်းရှင်ဖြစ်ပြီးတော့အင်းလားကပေးဖို့ပတ်ဆက်မရှိတာကြောင့်အင်းရှင်စီကနေဝန်တသိမ်းပြန်ချီနေပါတယ်အဲ့လိုနဲ့တငယ်ချင်းနှစ်ယောက်စားကြတော့ကြရင်ကင်လိုဘဲကသမားတစ်ယောက်ကရေးကြီးတော့ပြားနဲ့ဆိုင်ထဲကိုဝင်လာ ခဲ့ပါတယ်။အဲဒီကာသမားဟာနိုင်ငံသားတယောက်ကိုဂွမ်ဂျူးကိုလိုက်ဖို့ပေးရမှာဖြစ်ပြီးတော့ဂွမ်ဂျူးကနေမာရှယ်လောအမီစိုးကိုပြန်လာနိုင်ရင်ဝမ်သတင်းရမှာလည်းဖြစ်ပါတယ်။ဒီစကားကိုကြားတဲ့ကင်မလဲတငယ်ချင်းကြွေးတဲ့စားသားတွေကိုကိုအောင်မစားတော့ပဲစားသားတိုင်းမှာတူကြခဲ့တဲ့နိုင်ငံသားရှီယာကိုထွက်လာခဲ့ပါတယ်။အဲဒီကိုရတော့နိုင်ငံသားကိုကားပေါ်ကောက်တင်ရင်စိုးကနေဂွမ်ဂျူးကိုထွက်လာခဲ့ပါတယ်။ကင်ကလည်းသူတက်တဲ့အင်္ဂလိပ်စကားတစ်လုံးနှလုံးနဲ့ပီတာကိုပြောဆိုရင်ဝမ်သတင်းရတော့မယ်အတွင်းနဲ့ပြောရှင်းလို့နေပါတယ်။အလုံးနဲ့ဂွမ်ဂျူးကိုနီးလာတာနဲ့အမျှလမ်းမချတဲ့အသားစီးတွေကိုတွေ့တာကြောင့်ပီတာလည်းသူ့ရဲ့လက်ဆွဲအိတ်ထဲမှာပါတဲ့ကင်မရာကိုထုတ်ရင်မတန်းယ ူနေပါတယ်။အတားအဆီးတွေကိုကိုယ့်ဘက်ရှောင်ပေါင်းရင်ခဏကြာမှာတော့လက်မပိတ်ထားတဲ့စစ်သားတွေကဂွန်ကြီးကိုသွားလို့မရဘူးပြောတာကြောင့်ပီတာလည်းကားကိုလည်းပြန်မောင်းလာခဲ့လိုက်ပါတယ်။ ပီတာကဂွန်ဂျူကိုသွားကျင်နေပေမဲ့အန်ရင်များတာကြောင့်ကင်ကလည်းဇိုးကိုသာပြန်ဖို့လုပ်ပါတယ်။ဒါပေမဲ့ပီတာကဂွန်ဂျူကိုမသွားရင်ပတ်ဆက်မပေးဘူးပြောတာကြောင့်ကင်လည်းဂွန်ဂျူကိုသွားလို့ရမယ်။တော်လန်တခုကနေမောင်းလာခဲ့လိုက်ရပါတယ်။ဒီလမ်းမှာလည်းစစ်သားတွေကထပ်ပြီးတော့ပိတ်ထားပေမဲ့ကင်ကတော့စစ်သားတွေကိုတောင်းတမှန်မှန်ပြောဆိုတာကြောင့်စစ်သားတွေကဂွန်ဂျူကိုသွားဖို့ခွင့်ပြုလိုက်ပါတယ်။ပြီးတော့မျိုးကအထီးကြီးုံဖြစ်နေတာကြောင့်တတိထားပြီးသွားဖို့လည်းမကြားလိုက်ပါတယ်။ခီးတဝဲရောက်တော့ကင်ကဂွန်ဂျူကိုသွားခြင်းပတ်ဆက်ပေးရမယ်ပြောတာကြောင့်ပီတာလည်းဝန်ငါးတောင်းကိုထုတ်ပေးပြီးတော့ဂွန်ဂျူကိုခီးဆက်လာခဲ့ကြပါတယ်။ဂွန်ဂျူကို ့ရတော့မျိုးအပျက်စီးဆုတ်ပြတ်နေခဲ့ပြီးနေလက်နေကင်းလိုအချိန်မျိုးမှတောင်ဘယ်သူမှမရှိပဲဖြစ်နေပါတယ်။အပျက်စီးတွေနဲ့ကျွန်ကြဆိုင်ပုတ်တွေကိုပီတာကမှတ်တမ်းနေနေတော့ဆန္ဒပြကြောင်တာသူရဲ့ကားကိုတွေ့တာကြောင့်ပီတာလည်းအင်တာဗျူးအတွက်ကားကိုရခိုင်းလိုက်ပါတယ်။အဲဒါကြောင့်အစကပီတာကိုစီးပွားရေးသမားလို့ထင်နေတဲ့ကင်မလဲသူ့ကိုလိန်လဲပြီးဂွန်ဂျူးကိုလိုက်ပို့ခိုင်းနေဆိုပြီးတော့အပြစ်တင်နေပါတယ်။အဲဒီနောက်ကျောင်းသားတွေထဲမှာဂျက်ရှစ်ဆိုတဲ့လူငယ်ဟာအင်္ဂလိပ်စကားပြောတဲ့တာကြောင့်ပီတာလည်းစကားသမီးပြောဆိုရင်ကားပေါ်ကိုတက်လိုက်သွားပါတယ်။ကင်မကိုလည်းနိုင်ငံခြားသတင်းတောက်တရားကိုဂွန်ဂျူးကိုရအောင်ခေါ်လာနိုင်ပေးတဲ့အတွက်ကျောင်းသားတွေကလက်ခုပ်တီးပြီးချီးကျူးကြပါတယ်။ ီတာကလည်းဆန္ဒပြကြောင်းသားရင်နဲ့တူလိုက်သွားတဲ့အခါမှာကင်ကတော့ဆမ်မလိုက်တော့ပဲကားကိုပြန်လဲပြီးမောင်းလာခဲ့လိုက်ပါတယ် ဒါပေမဲ့လမ်းမဖွားဖို့တယောက်ကကင်မြက်ကားကိုတားခဲ့ပြီးတော့မင်းညကလေးကပြန်မလာတဲ့တားဖြစ်သူစိတ်ပူရာကြောင့်ဈေးရုံကိုသွားပြီးလိုက်ရှာမယ်လို့ပြောတာကြောင့်ကင်မလဲဈေးရုံကိုလိုက်ပို့လိုက်ပါတယ်။လမ်းမဖွားဖို့ကစစ်သားတွေကကလေးလူကြီးမခွဲကြဘဲရန်ရှာနေတယ်လို့ပြောပေမဲ့တက်တက်ကြီးလို့ဘူးတဲ့ကင်မကတော့အဖွားကိုပြောတဲ့ဇာတ်ရီကိုလက်မခံနိုင်ဖြစ်နေပါတယ်။အဲ့လိုနဲ့ဈေးရုံကိုရောက်တော့ဒဏ်ရာရနေတဲ့လူတွေကဈေးရုံမှာပြေလို့နေပါတယ်။အဖွားကလည်းသွေးတံတရေနဲ့လူတွေကိုကြည်ရင်သူသားလေးကိုစိတ်ပူနေပေမဲ့အဖွားရဲ့အသားရောင်ဖြိုးကတော့ဘာမှမဖြစ်ပဲအရှင်းလက်လက်ကြီးတွေ့ရတာကြောင့်အဖွားကိုလည်းစိတ်ရေးသွားရပါတော့တယ်။တကယ်တော့ရောင်ဖြိုးဟာပိတ တက်လိုက်သွားတဲ့ဆန်သားပြကြောင်သားတွေကတရားဖြစ်ပြီးတော့ ကင်မကိုတွေးတဲ့အခါဇိုအတစီဓမ္မမမှတ်မိသွားပါတယ်။အိမ်နောက်ပြီးတာကကင်မကိုတခိုးလို့ဆွဆွဲတာကြောင့်ကင်ကလည်းအကြောက်ခံခြင်းငယ်ပေမဲ့ဖလင်မှုတွေကိုကားနောက်ခံထဲမှာတွေ့တာကြောင့်ကင်တရားလည်းအံ့ဩသွားပါတယ်။ကင်ကတော့ဖလင်မှုတွေကိုသူခိုးတာမဟုတ်ဘူးလို့ပြောပေမဲ့စိတ်ပြတ်သွားတဲ့ပြီးတာကတော့ကြံနေတဲ့ဝင်9000ကိုပေးပြီးဇိုဝတာပြန်ဖို့ပြောလိုက်ပါတယ်။ကင်ကသူရတဲ့ပတ်သက်ဝင်9000ကိုရည်သွဲနေတဲ့အချိန်ဂွန်ကျူးကကာသမားတွေဟာဇိုကနေဂွန်ကျူးကိုသွားတဲ့အခါတော့ဝန်တင်းရတဲ့အကြောင်းကိုသိလိုက်တဲ့အခါကင်ကိုဝိုင်းပြီးတော့အပြစ်တင်ကြပါတယ်။ဒါပေမဲ့အားနာတဲ့ထေဆုဆိုတဲ့လူကတော့ခက်ခဲကြမ်းတမ်းတဲ့ဒီခီရဲ့တော့ဝန်တင်းရတဲ့ လို့ပြောပေမဲ့ကင်ကတော့ပီတာကိုဝန်ကားတော့ပြန်ပေးခဲ့ပြီးစိုးကိုပြန်လိုက်ပို့ဖို့ကားပေါ်ကိုတက်ခိုင်းခဲ့ပါတယ်ပီတာကလည်းဂျဲရှစ်ကိုသူနဲ့အတူခေါ်လာခဲ့ပြီးတော့ကင်ကဂျဲရှစ်ကိုစားမတင်မဲ့ဆန္ဒပြနေတာကြောင့်ကျိုးမရှိတာတွေလုပ်နေတယ်လို့ဆုံးပါပါတယ်ဒါပေမဲ့ဂျဲရှစ်ကတော့သူကစားတင်ခြင်းလို့ကြောင်းတက်တာမဟုတ်ပဲတက်ကရုပ်ပေါင်းဆောင်တချင်းစုပြန်ပဲဝင်ပြိုင်မှုအတွက်ကြောင်းတက်တာလို့ပြန်ပြောခဲ့ပါတယ် ဲ့ဒါကြောင့် Kim ကဂျဲရှိကိုအနေအများတဲ့အလုပ်တွေလုပ်နေမယ်အစားတချင်းတိုင်း AEC ဆိုနေဖို့ပြောတာကြောင့်စသားတွေကိုအမြဲတမ်းကောင်းမြင်တတ်တဲ့ Kim ကိုနိုင်ငံသားကမှခမရတဲ့နိုင်ငံအကြောင်းနားလဲတယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ Peter ကတော့စိုးကိုမပြန်ခင်သတင်းယူအောင်မှမို့လူစုလူဝင်ပေါ်တဲ့မြို့လေကောင်းကိုမောင်းခိုင်းပါတယ်သတင်းမယူခင်မှာကားကစီကုံနေပြီဖြစ်တာကြောင့်နီးစက်ရစီဆိုင်မှာ1300မျိုးစီဝင်ဖြစ်လိုက်ပါတယ်ဒါပေမဲ့ဆိုင်ဝင်နှန်းက1300မျိုးအစား CDO ပို့ထည့်နေတာကြောင့် Kim လည်းသူ့ကိုတပိုက်ရိုက်နေပြီးအထင်နဲ့ဆင်းပြီးတော့ရန်လောက်ပါတယ်အမှန်ကဝန်ထမ်းဟာစီကိုပို့ ထည့်ပေးနေတာဖြစ်ပြီးတော့အသက်အန္တရာယ်ထဲမှာမြဲတွာလာနေရတဲ့တက်စီဓမ္မတွေအတွက်ဂွမ်ကျူးမြို့သူမြို့သားတွေကကျေးဇူးဆက်တာလည်းဖြစ်ပါတယ်။အဲ့လိုနဲ့စီဖြည့်ပြီးအပြန်ဂွမ်ကျူးမြို့လည်းကိုရောက်လာခဲ့ပြီးတော့ပြည်သူတွေကိုဖြန့်ပေါင်းရင်းအမြင့်တနေရာကနေတရင်ယူဖို့အတွက်တိုက်တစ်ခုပေါ်ကိုပီတာတို့လည်းတက်ကြပါတယ်။တိုက်ပေါ်ကိုရောက်တော့ပီတာကသူ့ရဲ့ဖလင်အိတ်ကိုကင်ကိုမပေးဘဲဂျဲရှိကိုတင်ခိုင်းတာကြောင့်ကင်တယောက်လည်းဘာမှမပြောဘဲပြည်သူတွေပေးတဲ့မုန်းကိုယ်တိုင်ထိုင်စားနေလိုက်ပါတယ်။ စစ်အစိုးရကကွမ်ကျူးမြို့သတင်းစီးဆင်းမှုဖျက်တောက်ထားတာဖြစ်ပြီးနိုင်ငံခြားသတင်းတောက်ရောင်းနေတယ်ဆိုတာကိုသိရင်ပို့ပြီးတော့အန်ဒီအများကြောင့်ကိုနယ်မြေခံသတင်းတောက်ချွဲကအတည်ပြုလိုက်ပါတယ်။တကယ်လို့ကွမ်ကျူးကိုပီတာရောင်းနေတယ်ဆိုတာကိုစစ်သားတွေသိသွားရင်ပီတာလည်းမဟုတ်ပဲကုညီပေးနေတဲ့ကင်မလဲအန်ဒီရှိတယ်ဆိုတာကိုသဘောပေါက်သွားတဲ့ပီတာကလည်းကင်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။အလိုနဲ့စကားပြောလို့မဆုံးခင်မှာပဲစစ်သားတွေကပြည်သူတွေကိုအင်အားသုံးပြီးတော့ဖြိုခွင်းနေပါတော့တယ်။အဲ့ဒါကြောင့်ပီတာလည်းတိုက်အောက်ကိုဆင်းပြီးတော့ရုံရင်းစံကဖြစ်နေတဲ့လူအုပ်ကြားရဲကိုသွားပြီးမှတ်တမ်းယူဖို့လုပ်ပါတယ် အဲ့လိုနဲ့ကင်မလဲပီတာနဲ့တူလိုက်လာပြီးတရင်ယူနေစဉ်နိုင်ငံသားသားတရင်တော့ကိုမြင်တဲ့စစ်သားတွေဟာပီတာတို့ကိုလိုက်ဖမ်းတာကြောင့်ကားဘော်ကိုအတင်းတကြရင်အသက်လူပြီးပြေးလာခဲ့ရပါတယ်။အိမ်အောင်မျိုးကထွက်ဖို့လုံကြပေမဲ့ညကလည်းမောင်းနေပြီဖြစ်တဲ့အပြင်ကင်ရဲ့ကားကပါပြက်သွားတာကြောင့်ဒုက္ခရောက်နေပါတယ်။အဲ့ဒီအချိန်ကွမ်ကျူးမျိုးရဲ့တက်စီသမားတွေနဲ့တွေ့ခဲ့ပြီးတော့ပြက်သွားတဲ့ကားလေးကိုဂျိုးနဲ့ဆွဲလာပြီးပြင်ဆိုင်ကိုပို့ဖို့လုံကြပါတယ်။ဒါပေမဲ့ကားပြင်ဆိုင်တွေကလည်းဒီအချိန်ကြီးမှာပိတ်သွားပြီဖြစ်တာကြောင့်ထဲသူ့ရဲ့အိမ်မှာပဲကားကိုပြင်ဖို့လုံကြပေမဲ့ကားအင်ဂျင်ကလည်းမကောင်းတာကြောင့်ပြင်မရဖြစ်နေပါတယ်။ ကားကလည်းပြက်စိုးကိုလည်းပြန်မရတဲ့အပြင်ဖုန်းလိုင်းတွေကပါဖြတ်တောက်ထားတာကြောင့်အိမ်မတယောက်တည်းကျန်နေတဲ့သူ့ရဲ့သမီးလေးကိုကင်တယောက်ဖိတ်ပူနေပါတယ်။မာချလောမတိုင်ခင်စိုးကိုပြန်မြင်မိမဲ့ကားကပြင်ဖို့နှစ်နာရီတောင်ကြာအောင်မှဖြစ်တာကြောင့်ဒီတိကျတော့ကွမ်ကျူးမှာပဲအေးအောင်မှဖြစ်ပါတယ်။အိမ်နောက်သူတို့ပြောနေတဲ့စကားကိုနားမလဲတဲ့ပီတာကတော့ကင်မဟာကားပြင်ဖို့အတွက်ပတ်စံလုံနေတဲ့အထင်နဲ့ပတ်စံကိုထုတ်ပေးလိုက်တဲ့အခါသမီးကိုစိတ်ပူနေတဲ့ကင်လည်းဒေါရတကြီးနဲ့ပီတာကိုရင်လောက်တာကြောင့်ပီတာလည်းကင်ကိုတွန်းလိုက်တဲ့အခါကင်တယောက်လည်းထိခိုက်လို့သွားပါတယ်။ ကင်မလဲစိတ်ညစ်ညစ်နဲ့ထွက်လာတဲ့နောက်မှာတော့ဂျက်ဖစ်ကကင်ဟာ၁၇နှစ်ရွယ်အိမ်မကျနေတဲ့သူ့ရဲ့သမီးလေးကိုစိတ်ပူနေတာဖြစ်ကြောင်းကိုပီတာကိုပြောလိုက်တဲ့အခါမှာတော့နားလည်သွားခဲ့ပါတယ်။တစ်ဖက်ကထောက်လန်းရေးတွေကလည်းပီတာကိုစုံစမ်းနေလျက်ရှိပြီးဒီတညတော့ထဲဆူရဲ့အိမ်မှာနားကြရင်ပင်မန်းလာတဲ့ပီတာနဲ့ကင်ကိုထဲဆူရဲ့မိသားစုကထမင်းကျွေးပါတယ်။ထမင်းမစားခင်မှာဂျက်ရှစ်ကပီတာကိုဟင်းတွေကဆက်တယ်လို့တတိပေးပေမဲ့ပီတာကတော့သူစားနိုင်တယ်ဆိုပြီးဂင်းချီကိုကောင်းစားလိုက်တဲ့အခါမှာတော့ ဆက်လွန်းတို့မျက်ရည်တောင်ဝဲနေရပါတယ်။ကင်ကတော့ပီတာကိုကြည်ရင်ဘာမဆိုင်ညာမဆိုင်ဒီနိုင်ငံမှာဒုက္ခလာခံနေရတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။တစ်ဖက်မှာလည်းနေကန်တင်းရချွဲတို့ကတည်င်းအမှန်ကိုဖျက်ချီဖို့အတွက်တရင်စာရိုက်နေတဲ့အချိန်စစ်တပ်ကိုမလွန်ဆန်နိုင်တဲ့အထက်ရာရှိတွေကမှတ်တမ်းတွေကိုဖျက်ဆီးပြီးတရင်နောက်ချွဲတို့ကိုဖမ်းခေါ်သွားပါတယ်။ဒါပေမဲ့အစိုးရကတော့ဂွမ်ကျူးမြို့မှာကျမ်းဘတ်တမားတွေကတောင်းကျက်နေတာကြောင့်စစ်တပ်ဘက်က9ရောက်တည်ဆုံသွားတယ်ဆိုပြီးမဟုတ်မှန်တရင်တွေထုတ်ပြန်နေပါတယ်။အဲဒါကြောင့်တရင်မှန်ကိုကဘာကားသိစေဖို့အတွက်ပီတာကဂွမ်ကျူးမြို့သူတွေရဲ့နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်ပါတယ်။ အိမ်နောက်ကင်ကဂျက်ရှိကိုတခြင်းဆိုပြဖို့တိုက်တွန်းလာကြအောင်ဂျက်ရှိလည်းတခြင်းဆိုပြီးတော့ကင်တို့ကိုဖျော်ပြပါရယ်အဲ့ဒီအချိန်ပါဝဲမှုတစ်ခုဖြစ်တဲ့အတန်ကြားလိုက်ရပြီးအဲ့ဒီအတန်ဟာရုပ်တန်ဌာနကဖြစ်တာကြောင့်ပီတာတို့လည်းညာကြီးချိန်ပြီးတော့တရင်ယူဖို့သွားကြပါရယ်အိမ်နောက်ပီတာတို့တရင်ယူနေစဉ်အယံဝင်းနဲ့အသင်းဆောင်နေတဲ့ထောက်လန်းရီတွေကပီတာတို့ကိုလိုက်ဖမ်းကြပါရယ်ဒါအောင်မြင်တဲ့ဂျက်ရှိကပီတာတို့ကိုတတိပေးခဲ့ပြီးတော့ပီတာကင်နဲ့ဂျက်ရှိတို့သုံးယောက်လည်းအစာအုပ်တစ်ခုတည်းကိုဝင်ပြေးကြပါရယ် အထဲကိုရောက်တော့ပီတာရဲ့ဖလင်ဘူးလေးတစ်ခုဟာပြုတ်ကျသွားတာကြောင့်ဂျဲရှစ်ကတွားယူနေတဲ့အချိန်ထောက်လန်းရေးတွေကဂျဲရှစ်ကိုမီလိုသွားပါတယ်။ထောက်လန်းရေးတွေကရိုက်ကူးထားတဲ့မတန်းတွေကိုသူတို့အံ့မယ်ဆိုလို့ရှိရင်ဂျဲရှစ်ကိုလွတ်ပေးမယ်လို့စီယုံနေပါတယ်။ဒါပေမဲ့ဂျဲရှစ်ကတော့ဖလင်တွေကိုစစ်သားတွေရရင်တောင်သူတို့ကိုအရှင်းမထားမှသိရကြောင်းပီတာနဲ့ကင်ကိုသာလွတ်အောင်ပြေးဖို့ပြောခဲ့ပါတယ်။ထောက်လန်းရေးတွေကကင်တို့ကိုမီဖို့တိတ်မလို့တော့တာကြောင့်ပီတာနဲ့ကင်လည်းလူစုခွဲပြီးပြေးရပါတယ်။ကင်တရားစာအုပ်နောက်ကိုရောက်သွားခဲ့ပြီးစစ်သားတွေကပြည်သူတွေရဲ့အလောင်းကိုကားပေါ်တင်နေရမြင်လိုက်ရတော့ထိတ်လန့်နေခဲ့ရပါတယ်။ နောက်ကလိုက်လာတဲ့စစ်သားကကင်ကိုမိသွားတဲ့အခါကင်ကိုတတ်ဖို့လုပ်နေတဲ့ချိန်ပီတာကကယ်လိုက်တာကြောင့်ကင်လည်းအသက်ပြီးမှလူမြောက်ခဲ့ရပါတယ်။ဖမ်းမိသွားတဲ့ဂျေရှိကိုစိတ်ပူနေကြရင်ပီတာနဲ့ကင်ဟာထဲစုတို့အိမ်ကိုစိတ်ညစ်ညစ်နဲ့ပြန်လာခဲ့ရပါတယ်။ညရောက်တော့ကင်ကသူဟာအရင်တုန်းကရဲသမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိမတည်သွားပြီးတဲ့နောက်မှာသမီးလေးကြောင့်ပဲအရာရာကိုပြောင်းလဲခဲ့တယ်လို့ပြောဆိုနေပါတယ်။အခုချိန်မှာဖခင်တယောက်တည်းကိုပဲအားကိုးရရှိတဲ့သမီးလေးကိုစိတ်ပူနေကြောင်းကိုပီတာကငိုဝင်ပြောနေပါတယ်။အဲ့လိုနဲ့မနေ့ရောက်တော့ကင်ကပီတာတို့မနှိုးခင်မှာဇိုးကိုပြန်ဖို့လုပ်ပါတယ်။ ်ဒါရီကိုတိတဲ့ထဲစုကတော့စိုးမြို့တက်စီနံပါတ်ပြားကိုဖြုတ်ပေးခဲ့ပြီးကွမ်ကျူးတက်စီနံပါတ်တစ်ခုကိုပြောင်းတက်ပေးလိုက်ပါတယ်ပြီးတော့ကွမ်ကျူးမြို့ရဲ့လျှို့ဝှက်လမ်းမြေပုံတစ်ခုကိုပေးခဲ့ပြီးတော့အေဂျင့်သွားတဲ့တနေ့မှာကွမ်ကျူးကိုတမီလေးနဲ့အတူလာလေပုံမှာကြားလိုက်ပါတယ်အဲ့နောက်ဂျန်နဲ့ဝန်9000အောင်ယူရင်ဝန်ကျူးကနေထွက်လာခဲ့လိုက်ပါတယ်ကွမ်ကျူးနဲ့အတော်လေးလမ်းဝေးသွားတဲ့အခါလမ်းမရှိတဲ့မြို့တစ်ခုကိုရောက်တော့တမီးလေးအတွက်ဖနက်လှလှလေးတရံဝဲခဲ့ပြီးစားသောက်ဆိုင်တစ်ခုမှာခောက်ဆွဲဝင်စားနေတဲ့အချိန်ကွမ်ကျူးရဲ့အကြောင်းကိုမဟုတ်မှန်တဲ့တဲ့နဲ့ပြောနေတဲ့လူတွေကြောင့် ကင်မလဲဒေါရထွက်လို့နေပါတယ်။ဒါပေမဲ့သမီးဖြစ်သူအတွက်ဝယ်ထားတဲ့ဖန်တယ်လေးကိုကြည်ရင်စိုးကိုပဲပြန်ဖို့ဆုံးဖြတ်ခဲ့ပြီးကားကိုမောင်းလာခဲ့လိုက်ပါတယ်။လမ်းမှာသချင်းလေးကိုညီရင်ဂွန်ကျူးမျိုးကိုကြောခိုင်းပြီးထွက်လာခဲ့ရပေမဲ့ဂွန်ကျူးရဲ့ဆိုးရတဲ့အခြေအနေကိုတိနေတဲ့ကင်တယောက်ကမျက်ရည်တွေဝဲလာပြီးကားကိုရဲပစ်လိုက်ပါတယ်။အသည့်တွေကသမီးလေးစီကိုချက်ချင်းပြန်ခြင်းနေပေမဲ့ပီတာနဲ့ဂွန်ကျူးကိုပြင်မထားခဲ့ရတာကြောင့်သူသမီးလေးကိုအိမ်ပြန်နောက်ကျမဲ့အကြောင်းကိုဖုံးဆက်ပြောရင်းပီတာတို့ရှိရာဂွန်ကျူးကိုနောက်တစ်ခေါက်ပြန်လာခဲ့လိုက်ပါတယ်။ ဝမ်ကျူးမှာလည်းအချင်းတွေကစိုးနေခဲ့ပြီးကင်ကထဲဆုရဲ့အိမ်ကိုရောက်သွားတဲ့အခါပီတာတို့ကဆေးရုံရောက်နေတာကြောင့်လိုက်လာခဲ့လိုက်ပါတယ်။ဆေးရုံကိုရောက်တော့ဂျက်ရှိရဲ့အလောင်းသားမှာစိတ်ငြင်းငြင်းနဲ့ထိုင်နေတဲ့ထဲဆုကိုကြည့်ရင်ဂျက်ရှိကိုစစ်သားတွေကတက်ဖြတ်ခဲ့ပြီးတော့စဘာခင်းထဲကိုလွှင့်ပစ်လိုက်တဲ့ဆိုတာကိုသိလိုက်ရတဲ့အခါကင်လည်းစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။သိတဲ့ကြနေတဲ့ပီတာကိုလူသေးလောင်းတွေကိုမှတ်တမ်းယူဖို့ပြောရင်မျက်ရည်တွေဝဲနေတဲ့ပီတာကတော့ဇိုးအလုံးနဲ့အချင်းတွေကိုကြည့်ရင်မယုံနိုင်ဖြစ်နေရပါတယ်။ အဲ့လိုနဲ့မြို့ထဲမှာလည်းចောင်းသားတွေကစက်တက်နဲ့ထိတိုက်တွေနေကြပြီးတော့ချင်းနေတွေကလည်းထင်သားရတဲ့ပို့ပြီးတော့ဆိုးဝါးလို့နေပါတယ်။ပီတာကသတင်းကြီးပို့တွားရအောင်မှဖြစ်တာကြောင့်ကင်ကလည်းပီတာနဲ့အတူလိုက်လာခဲ့လိုက်ပါတယ်။ကြည်တန်တွေကြားထဲမှာအចောင်းသားတွေကနိုင်ငံတော်တချင်းကိုဆိုကြရင်စစ်တပ်ကလည်းပြည်ကွင်းထဲကိုရောက်လာတဲ့တယောက်မကြံကိုတပ်ဖြတ်လို့နေပါတယ်။ဒီမြင်ကွင်းကိုမယုံနိုင်တဲ့ပီတာဟာကြည်တန်တွေကြားထဲမှာလဲကြနေတဲ့အចောင်းသားတွေနဲ့ပြည်သူတွေကြီးရင်မျက်ရည်တွေနဲ့မှတ်တမ်းတင်နေရပါတယ်။ ဲအဲအကြောင်းလူတွေတည်နေတာကိုမကြည့်ရနိုင်တဲ့ခွန်ကျူးတက်စီသမားတွေနဲ့ကင်မလဲကားတွေကိုစစ်တပ်နဲ့လဲကျနေတဲ့ចောင်းသားတွေကြားထဲကိုမောင်းလာခဲ့ကြပြီးចောင်းသားတွေကိုကယ်တင်ခဲ့ကြပါတယ်။အဲနောက်စစ်တပ်ကလည်းမနာတပ်ပစ်ခတ်နေခဲ့ပြီးတော့ကင်တို့ကထွက်ပြေးဖို့မလွတ်မြောက်နိုင်တော့တဲ့အခါရောင်ဖြူကထွက်ကားကြီးကိုစစ်သားတွေရှိအောင်မောင်းလာခဲ့ပြီးပြစ်ကွင်းကိုကာပေးလိုက်ပါတယ်။အခြေအနေတွေကပိုဆိုးလာတာကြောင့်ထက်ဆူကကင်နက်ပီတာကိုဆိုးကိုသာပြန်ချဖို့ပြောလိုက်ပါတယ်။ကင်နက်ပီတာလည်းကားပေါ်ကိုတက်ကြရင် မောင်းမိုက်နေတဲ့မိခွန်ငွေတွေရဲ့ကြမှာပြေးလွှမ်းနေကြတဲ့ကွမ်ကျူးပြည်သူတွေကိုကြောက်ခိုင်းရတော့မှလည်းဖြစ်ပါတယ်။ကားပေါ်မှာတွေ့ဝေနေတဲ့ကင်ကိုပီတာကအားပေးခဲ့ပြီးတော့နောက်ထပ်အရေးကြီးတဲ့ကိစ္စတွေရှိတဲ့အတွက်စိုးကိုဒါပြန်ချဖို့ပြောလိုက်ပါတယ်။အဲဒီနောက်ကွမ်ကျူးလိုဝက်လန်းတွေကနေပဲစိုးကိုပြန်ဖို့လုပ်ပေးမယ်။လန်းတွေကလည်းပိတ်ထားတာကြောင့်ကင်လည်းရှေ့ကိုဆက်သွားဖို့ပဲလုပ်ရပါတယ်။ပီတာကလည်းလေသိပ်ကိုရအောင်လိုက်ဖို့ပေးမယ်လို့ခရီးပေးရင်စစ်သားတွေနဲ့တွေ့တဲ့အခါစိုးကိုဧည့်သည်လိုက်ဖို့ပေးရမယ်။ကွမ်ကျူးကတစီသမားလို့ပြောလိုက်တဲ့အခါစစ်သားတွေကလည်း နိုင်ငံသားပါတဲ့တက်စီမိုစစ်ဆေးကြပါတယ်။အိမ်နောက်တက်ချက်ကြီးတယောက်ရောက်လာခဲ့ပြီးတော့ကားပေါ်မှာပီတာနဲ့ကင်ကိုဆင်ခိုင်းခဲ့ပြီးကားကိုစစ်ဆေးတဲ့အခါဖွက်ထားတဲ့ဇိုးနံပါတ်ပြားကိုတွေ့ခဲ့ပေမယ့်မသိချင်အောင်ဆောင်ပြီးကင်တို့ကိုသွားခွင့်ပေးလိုက်ပါတယ်။တခြားစစ်သားတွေကနိုင်ငံသားပါတဲ့ကြောင့်သွားခွင့်မပြုဖို့ပြောပေမဲ့တက်ကြကြီးကနိုင်ငံသားသားတဲ့တင်းတော့မဟုတ်တလို့တက်စီသမားအလဲဆိုးကမဟုတ်တာကြောင့်ကင်မိုးကိုသွားခွင့်ပြုလိုက်ဖို့အမေပေးလိုက်ပါတယ်။ အဲ့လိုနဲ့ကင်မိုလဲသွားဖို့လုံနေတဲ့အချိန်မှာပဲအထက်ရာရှိတွေကနိုင်ငံသားပါတဲ့ကားမှန်နှမတားထားဖို့ပြောတာကြောင့်အချိန်နေမဟန်မှန်းသိတဲ့ကင်မလဲကားကိုအချိန်တင်ပြီးတော့မောင်းပြေးလာခဲ့လိုက်ပါတယ်စစ်စေးရေးဂိတ်ကြော်သွားလို့ဆေးရေးဖို့လုံနေတဲ့အချိန်နောက်ကနေလိုက်လာတဲ့ထောက်လန်းရေးတွေကကင်မိုကိုစတင်ပြီးတော့တိုက်ခိုက်ပါတယ်တစီကစစ်သက်သုံးရင်ကိုမရှင်းနိုင်တဲ့အပြင်ထောက်လန်းရည်တွေကတနက်နဲ့ချိန်ပြီးကားကိုရက်ခိုင်းတာကြောင့်ကင်တယောက်လဲလက်လျှော့ဖို့တွေးနေလိုက်တဲ့အချိန်ထဲစုတို့ကတစီတွေနဲ့ရောက်လာခဲ့ပြီးတော့ထောက်လန်းရည်တွေကိုဟန်တားထားလိုက်ပါတယ် ထဲစုကကင်တို့ကိုယူတတိုင်းနဲ့စိုးဝပြန်ကြဖို့ပြောရင်ကားကိုဘက်ကီယာထိုးကနောက်မှပါလာတဲ့ထောက်လိုင်းကားတွေကိုဝင်တိုက်လိုက်ပါတယ်။အလိုနဲ့ဂွမ်ဂျူးတက်စီဓမားတွေရဲ့သတင်းမှုနဲ့အတူပီတာနဲ့ကင်လည်းစိုးဝအနေရကင်ကင်နဲ့ရောက်လာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်းထောက်လန်းရေးတွေကပီတာတို့ကိုလေသိကစောက်ဖမ်းဖို့လုပ်နေတာကြောင့်ပီတာကရခင်ဝယ်ထားတဲ့မနက်၁၀နာရီလေရင်လက်မှတ်အစားစစုံထွက်မဲ့လေရင်လက်မှတ်ကိုပဲထပ်မံဝယ်ယူလိုက်ပါတော့တယ်။အဲလိုနဲ့ပီတာလည်းမုံဘူးတဲ့ကိုသူ့ရိုက်ကူးထားတဲ့ဖလင်ဘူးတွေထည့်ရင်အပေါ်ကနေမုံတွေနဲ့ဖုံးထားလိုက်ပါတယ်။ပြီးတော့ကင်ကိုလည်းတမီးလေးရဲ့အတွက်ဂျန်တဲ့မုံတစ်ခုလက်ဆောင်ကိုပေးခဲ့ပြီးတော့သူပြန်လာတဲ့အခါဆက်သွယ်ဖို့အတွက်ဖုန်းနံပါတ်နဲ့လိမ့်စာတစ်ခုတောင်းခဲ့ပေမဲ့ကင်ကတော့ကားထဲမှာရှိတဲ့ဆေးလက်ရဲ့နာမည်ကင်စာဘုတ်ဆိုတဲ့နာမည်နဲ့အတူမှားနေတဲ့လိမ့်စာတွေကိုရေးပေးလိုက်ပါတယ်။ပီတာလည်းမတက်ခင်မှာကင်ကပီတာ ကိုပွေဖက်ရင်နောက်တစ်ခါကိုရီးယားကိုလာရင်ကိုရီးယားစကားသင်ခဲ့ဖို့သာပြောလိုက်ပါတယ်။အလိုနဲ့လင်းမော်တက်တော့မဲ့ပီတာကိုအဝေးကနေနှုတ်ဆက်ရင်အင်ကိုပြန်လာခဲ့လိုက်ပါတယ်။အင်ကိုပြန်ရောက်တော့ကင်ကတမီးကိုဖက်ငိုရင်အကြာကြီးစောင့်နေရတဲ့အတွက်တောင်းဝန်ပါတယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းပီတာကြောင့်ဂွန်ဂျူးရဲ့အဖြစ်ပြက်တွေကိုကဘာကတည်သွားခဲ့ပြီးလာနေငယ်ကြမှာတော့ပီတာတရောက်သို့ကိုပြန်လာပြီးတော့သူ့ရဲ့တငယ်ချင်းကင်ကိုချခဲ့ပေမဲ့နာမည်ကမားနေတယ်လို့ဖုန်းနံပါတ်ကလည်းလွဲနေတာကြောင့်ရှာမတွေ့ခဲ့ပဲဖြစ်နေရပါတယ်။အလိုနဲ့2003ခုနှစ်မှာတော့တိုးတက်လာနေပြီဖြစ်တဲ့သိုးမျိုးကိုပီတာရောက်လာခဲ့ပြီးတော့ ဂွမ်ဂျူအဖြစ်ပြက်တွေအတွက်မှတ်တမ်းတင်နိုင်ခဲ့တဲ့ပီတာကိုကိုရီးယားနိုင်ငံကစူးချီးမြှင့်ခဲ့ပါတယ်။စူပေးပွဲမှာတော့သူ့ရဲ့တငယ်ချင်းကင်ဆာဘော့ကိုသူလိုက်ရှာနေတဲ့ဖြစ်ကြောင်းနဲ့တချင်းချင်းမှာပြန်တွေ့ကြမယ်ဆိုရင်ကိုရီးယားနိုင်ငံတော်တည်ကြီးမှာကင်နဲ့အတူတက်စီအတူရှောက်စည်းခြင်းကြောင်းကိုပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းကင်ဟာအသက်အရွယ်နေပြီဖြစ်ပြီးသတင်းစာတွေကသူ့ရဲ့တငယ်ချင်းပီတာကိုကြည်ရင်ကိုရီးယားနိုင်ငံတော်တည်ကြီးမှာတက်စီသမားအဖြစ်နဲ့ဘဝကိုအေးအေးကြကြံဖြတ်သန်းသွားပါတော့တယ်။ ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးရအသစ်ဖြစ်တာကြောင့် like and subscribe လေးလုပ်ပြီးတော့အားပေးကြလို့ရပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေဇာတ်လမ်းတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းပြန်လာခဲ့ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ပါမယ်